မင်္ဂလာပါခင်ဗျကျွန်တော်တို့တချို့ beginner လေးတွေခံရလို့ခံရမှန်မသိဖြစ်နေတဲ့အနေအထားကိုခံရလို့ခံရမှန်သိလာအောင်ဒီနေ့ rule လေးတစ်ခုတင်ပြကြပါတယ်8.1မှာ rule number 8.1မှာကျွန်တော်တို့ကစားသမားတွေဟာကွင်းကိုမြင်တွေ့မြင်တွေ့တဲ့အတိုင်းကစားဖို့ဆိုတာ golf ရဲ့နေရာမှာပါအဲ့ဒီမှာမြင်တွေ့တဲ့အတိုင်းမှာကစားပဲနဲ့ ကောက်တိနေထားလေးပူကောင်းလာအောင်ပူရွလာအောင်အဲကလဟက်နဲ့တဲပြီးတော့ဘောလုံးရဲ့အနောက်တွေကိုနင်းပြီးတော့ရိုက်ပြီးတော့အနိုင်ယူနေကြပါတယ်ဆုတွေလည်းယူနေကြပါတယ်ဒါသည်စီမင်းချိုးဖောက်မှုဖြစ်ပါတယ်ဘောလုံးနေထားပူကောင်းအောင်ပြုလုပ်လို့မရပါဘူးဘောလုံးရိုက်လမ်းကြောင်းပူကောင်းအောင်ပြုလုပ်လို့မရပါဘူးခြေချကွက်ပူကောင်းအောင် ပြုတ်လို့လို့မရပါဘူး swing area ပိုကောင်းအောင်ပြုတ်လို့လို့မရပါဘူးနောက်ဆုံး relief area ပိုကောင်းအောင်ပြုတ်လို့လို့မရပါဘူးဒီအကြောင်းအရာ၅ချက်ကိုမူလအနေထားတဲ့ပိုကောင်းအောင်ပြုတ်လို့လို့မရပါဘူးဒါကိုတချို့ကတည့်ရက်နဲ့တချို့ကမတိကြအောင်ဆောင်းပြီးတော့တချို့ကလည်းမတိလို့ပေါ့လေဒီလိုပြုတ်မှုနေကြပါတယ်ဒါဟာအဲ general penalty ပြစ်ဒဏ်ဖြစ်ပါတယ် stop play ဆိုပြစ်ဒဏ်2ချက် match play ဆိုရင်ကျေဆုံးပြစ်ဒဏ်ပါ အချိန်ချိန်လုံနေလို့ရှိရင်တော့ဒါသည်ကျင့်ဝတ်ပြပြတဲ့ကစားသမားဖြစ်တမန်မှာဖြစ်ပါတယ်ပွဲပယ်ပြစ်ဒဏ်ဖြစ်ပါတယ်အမြင့်ဆုံးပြစ်ဒဏ်မှာဒီလိုတွေကစားပြီးဆူယူနေကြလားခင်ဗျာဒီလိုတွေကစားပြီးတော့အနိုင်ယူနေကြလားခင်ဗျာဒီလိုတွေကစားပြီးတော့ရက်လက်ကောင်းတွေထွက်နေကြသလားခင်ဗျာပြင်ရပါမယ်ဒါသည်စီမင်းချိုးဖောက်မှုဖြစ်ပါတယ်ကျွန်တော်တို့ SLN ရိုက်ချင်ရိုက် prefer line ရိုက်ချင်ရိုက်ဒါပဲရှိပါတယ် golf မှာ club head ဆိုတာလည်းမရှိပါဘူးအခုလိုပိုကောင်းလာအောင်လဲပြုပြင်ပြင်ဆင်ပြောင်းလဲပြီးတော့ကစားနေလို့မရပါဘူးခင်ဗျာအလွယ်လိုချင်ရင်အလွယ် line လက်လိုက်တယ်ဆိုပေမဲ့ဒါသည်တမ်းမမီတဲ့ကစားနီးတစ်မျိုးဖြစ်ပါတယ်အဆင့်တမ်းမရှိတဲ့ကစားနီးပါကျင်ဝပြက်ပြားတဲ့ကစားနီးပါစီမင်းချိုးဖောက်တဲ့ကစားနီးဖြစ်ပါတယ် ဒီလောက်ဆိုရင်တော့မလုတ်တဲ့အပြုတ်မှုဆိုတာရှင်းသွားပြီထင်ပါတယ်အဲကျွန်တော်ကတော့ဒီလိုလုတ်နေတဲ့ကစားသမားတွေကိုင်းနေမှမြင်ရင်အဲမမြင်ကြအောင်ဆောင်တဲ့ပုံစံမျိုးတော့နေပါတယ်ဒါပေမဲ့မြင်နေလို့ရှိရင်မနေနိုင်ပါဘူးပြောတော့မပြောဘူးစိတ်ထဲမှာတော့အထင်သေးမိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာဆုံကြမယ်နော်